ုံမှန်အနေထားမဟုတ်ပဲထူးထူးခြားခြားဖြစ်နေတဲ့ကျွန်းချောက်ကျွန်းအားလုံးမင်္ဂလာပါခင်ဗျာကမ္ဘာလောကထူးခြားဆန်းပြားတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်းတွေကရမ်းကိုစိတ်ဝင်စားစရာကောင်းတဲ့နေရာတွေဖြစ်ပါတယ်ရေပက်လေဝိုင်းနေတာကြောင့်အခြားသောကုန်းပြည်တွေနဲ့ဆက်ဆက်မှုမရှိပဲတည်ကြားစီဖြစ်နေတဲ့ကျွန်းတွေဟာထူးခြားတဲ့အခြေအနေတွေကိုပေးဆောင်တတ်ပါတယ်ဒီနေ့မှာတော့ထူးထူးခြားခြားဖြစ်နေတဲ့ကျွန်းချောက်ကျွန်းကိုကျွန်တော်တို့တစ်ချက်လောက်လေ့လာကြည့်ကြရအောင်ပါနံပါတ်1 တာရှီယိုဂျီမာကျွန်းဂျပန်နိုင်ငံကတာရှီယိုဂျီမာကျွန်းဟာဆိုရင်ကြောင်ကလေးတွေအများကြီးနေထိုင်ကြတာဖြစ်လို့စိတ်ဝင်စားစရာကောင်းပါလေ1940ခုနှစ်လောက်မှာတုန်းကကျွန်းပေါ်မှာကြွက်တွေတောင်းကျမ်းလွန်းတာကြောင့်ကျွန်းသားတွေကကြောင်ကလေးတွေကိုကျွန်းပေါ်ယူလာကြတာပါအဲ့ဒီကနေစလို့ကြောင်ရည်တက်ကတစားတဲ့တစားများပြားလာခဲ့ပြီးကျွန်းသားတွေကျွန်းကိုစွန့်ခွာသွားတဲ့အချိန်မှာတော့ကြောင်ကလေးတွေကကျွန်းပေါ်မှာကြံ့ရင်ခဲ့ကြတာဖြစ်ပါတယ်အင်တာနက်ပေါ်ကနေတဆင့်ဒီကျွန်းရဲ့အကြောင်းဟာတဖြည်းဖြည်းနဲ့လူတီများလာခဲ့ပြီးနောက် အခုဆိုရင်ဒီကျုံးကိုလာရောက်လည်ပဲကြတဲ့ခီးသွားတွေအများပြားရှိလာနေပြီဖြစ်ပါတယ်။နံပါတ်1ရံပြဲကျုံးတစ်ချိန်လုံးကနံပါတ်ဇုံးနဲ့ကြော်ကြားခဲ့တဲ့ကျုံးကတော့မြန်မာနိုင်ငံရခိုင်ပြည်နယ်ကရံပြဲကျုံးပဲဖြစ်ပါတယ်။ရံပြဲကျုံးဟာအကောင်ရွယ်စားအလွန်အင်ပတန်ကြီးမားလွန်းတဲ့ရင်ငယ်မိကျောင်းတွေကြောင့်နာမည်ကြီးခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပွဲမှာတော့ဒီတခြားတွင်နဲ့တိုက်ပွဲဖြစ်ပွားပြီးထွက်ပြေးကာမိမိတို့တက်ရှိရာစီကိုသွားရောက်ပူးပေါင်းခဲ့ကြတဲ့ဂျပန်စစ်သားတွေအများပြားဟာဒီကျုံးပေါ်ကရင်ငယ်ဧရိယာကိုလမ်းလျှောက်ဖျက်ကူးကြစင်မှာ ရင်ငယ်မိချောင်းတွေရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပြီးတေဆုံးခဲ့ကြရပါတယ်။ဂျပန်စစ်သားတွေထောင်ထဲချီတေဆုံးခဲ့ရတာကြောင့်လူသားသမိုင်းမှာတိရိစ္ဆာန်ရဲ့တိုက်ခိုက်မှုကြောင့်ရေတွက်အများဆုံးဖြစ်နေမှတ်တမ်းဝင်ခဲ့ပါတယ်။နံပါတ်3 Rock or John အတန်လိုက်တဲ့သမုဒ္ဒရာရဲ့အရှိမျောက်ဘက်မှာတည်ရှိတဲ့ကျွန်းသေးသေးလေးပဲဖြစ်ပါတယ်။ဒီကျွန်းကို UK, Ireland နဲ့ဒိန်းမတ်တို့ကနေမြေပိုင်ဆိုင်မှုဝိုင်းလုခဲ့ကြပါတယ်။ကျွန်းကပင်လယ်ရေပြင်ထက်မှာထီထီကြီးထိုးထွက်နေတဲ့ကြောက်တုံးတုံးများသာဖြစ်ပေမဲ့ပင်လယ်ပြင်ကနေထွက်ရှိတဲ့တယံဇာတာတွေကိုတူးဖော်ရမှာ ဒီကျွန်းပေါ်ကနေစီမံခန့်ခွဲနိုင်မှာဖြစ်တာကြောင့်ပါနံပါတ်၄ဟန်တာဆန်ကျွန်းဒီကျွန်းကလည်းသူ့ပိုင်နဲ့ငါပိုင်နဲ့ဆိုပြီးအငင်းကုံဖြစ်နေကြရတဲ့ကျွန်းဖြစ်ပါတယ်ကမ္ဘာပေါ်မှာလူနေထိုင်ခြင်းမရှိတဲ့အစွန်အဖျားရက်တွေကကျွန်းဖြစ်ပါတယ် UK ရဲ့ပင်လယ်ရေချားပိုင်ထဲမှာရှိတဲ့ကန်ကျွန်းစုမှာပါဝင်တဲ့ကျွန်းဖြစ်ပြီးတဲဖြူဖြူတွေအုံဝင်နေတဲ့တာယာလှပနေပါတယ်ဒါပေမဲ့ဒီကျွန်းပေါ်မှာအမိုက်တွေကအများပြားရှိနေပါတယ်ဒီကျွန်းဟာတွားရလာလွန်ခတ်တာကြောင့်လူသူအယောက်ပေါက်နေလွန်းတာဖြစ်လို့ကျွန်းပေါ်မှာအမိုက်တွေကရှင်းနေသူမရှိပဲ အများအပြားတောင်းတနေသေးဖြစ်ပါတယ်။နံပါတ်5အေအိုဂါရှိမာကျွန်းတိုကျိုမြို့တောင်ဘက်350ကီလိုမီတာလောက်မှာရှိပါတယ်။ကျွန်းရဲ့ထူးခြားချက်ကတော့မီးတောင်တစ်လုံးတည်ရှိနေတာဖြစ်ပြီးကျွန်းပေါ်မှာမိတင်းနေထိုင်ကြသူဦးရေက190လောက်ရှိပါတယ်။ဒီမီးတောင်က15ချိန်လောက်ထိပောက်ကွဲခဲ့ပြီးဖြစ်ပေမဲ့ကျွန်းကမီးတောင်မြေတွေနဲ့ဖွဲ့စည်းထားတာကြောင့်အပူပိုင်းဒေသအပင်တွေနဲ့စိမ့်လန်းတာယာလို့နေပါတယ်။နံပါတ်6ဆက်ကျွန်းပြင်သစ်နိုင်ငံနဲ့နီးစပ်တဲ့ကျွန်းတစ်ကျွန်းဖြစ်ပေမဲ့ဒီကျွန်းက UK ပိုင်ဖြစ်ပါတယ်။ အခုချိန်မှာတော့ကျွန်းကကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်နေပါပြီ။နွေရာသီမှာတော့စိမ့်လန်းဆူပြေနေတာကြောင့်ရှုခင်းရန်ကိုလှပပါတယ်။လူဦးရေ900မီတင်းနေတိုင်ကြတဲ့ဒီကျွန်းလေးပေါ်မှာထူးထူးခြားခြားဘာမှမရှိပေမဲ့မော်တော်ကားစီးနှင်းခွင့်မပြုဆိုပြီးတားမြစ်ချက်တစ်ခုကတော့ထူးခြားပါတယ်။1905ခုနှစ်ကလေးကလူတွေနေထိုင်ကြတဲ့ကျွန်းလေးကိုတဘာဝတိုင်လှပနေအောင်ထိမ့်သိမ်းတဲ့အနေနဲ့အခုလိုမျိုးဥပဒေတတ်မှတ်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်းပေါ်မှာတနင်္လာကနေတနင်္လာကိုသွားလာမယ်ဆိုရင်လမ်းလျှောက်တာစပိန်စီးတာနဲ့ မြင်းလဲစီးတာမျိုးတွေကိုပဲပြုလုပ်လို့ရနိုင်မှာဖြစ်ပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။